悬挂。 ပါဗျာမင်္ဂလာပါဗျာဒီမှာနေရှင်ဘွေးစေနိုင်ငံရေးမေးပေးကြသူအစီအစဉ်ကိုကြည့်နေကြတာဖြစ်ပါတယ်အဲဒီ season မှာကျွန်တော်တို့ဟိုဒီမှာနေရှင်ဘွေးစေပြည်သက်ကြီးမိတ်ဆက်ပေးရမှာတော့ကျွန်တော်တို့ရဲ့လမ်းမတော်မောင်ရိုးလို့ခေါ်တဲ့ဦးကျော်ကျော်စုဖြစ်ပါတယ်ခင်ဗျာဦးကျော်ကျော်စုကဆိုရင်ဒါပါပဲပြောလမ်းမတော်မောင်ရိုးနာမည်နဲ့အဓိကတော့မောင်ရိုးနာမည်နဲ့ပေါ့နော်စာရေးဆရာလည်းဖြစ်တယ်နောက်ပြီးတော့ဟိုတမရမလာတာဝန်ကြီးကြီးတွေထားဆောင်ရတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်ဗျာအခုပြည်ခံပြိုးပါတီကနေပြီးတော့ဒီရောင်လိုက်တာကြီးလွတ်တော့ပေါ့နော် ဟုတ်ကဲ့ခင်ဗျာဒီဆိုင်လွတ်တရားလေးဟိုဒီဝင်ပြိုင်မှာဖြစ်ပါလေဗျာဒါတော့မိတ်ဆက်ပေးတာပါသိစိတ်ကတော့ဒီဥကျော်ကျော်စုကူရံလည်းပြောပြပါသေးမယ်ဗျာကျွန်တော်တို့ဒီဟိုပထမဆုံးပေါ့နော်ကျွန်တော်တို့ဟိုဥကျော်ကျော်စုကတော့ကျွန်တော်တို့ဒီမြန်မာတရှင်းဘွဲစားနေအများတန်းလမ်းမတော်မောင်ရိုးပြောပြစီအစီအစဉ်တွေရတယ်အခုဆိုဘိုင်းတော်တော်တော်များလာပြီဆိုတော့ပြိဿကတော့ရင်းနေပြီးသားပါဒါတော့ဟိုဟာဒီပေါ့ဒါပေမဲ့တချို့ကျတော့ပြိဿကဓာတ်လိုက်ပေါ့နော်သူတို့သိကျင်တာလေးတွေကျွန်တော်တို့ကြားရရနေတယ် ခုဟိုအင်တာဗျူးပုံစံလေးမေးပြရခြင်းဖြစ်ပါတယ်ခင်ဗျအဲ့တော့ပထမဆုံးတော့ခုဒီဇင်ဘာ28ရက်နေ့မှာအချင်းပါပြုလုပ်မဲ့ဒီရွေးကောက်ပွဲကိုဟိုဥကြော့ကြော့ဆိုးနေတယ်ဘလို့ရွေးချက်နဲ့ဝင်ရောက်ပါဝင်ဖြစ်တာလဲပြင်ရှင်ပြင်ဖြစ်တာလဲပြောပြပြပါလားဗျကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်လည်းဒါလေးလေဟောကျွန်တော်တို့မိဘပြည်သူမျိုးရှင်းပြကြည့်ခြင်းလားကျွန်တော်ရည်ရွယ်ချက်ကတော့ညာဟိုဒီမှာကျွန်တော်တို့အားလုံးလောသားပြည်သူတွေအားလုံးကျွန်တော်တို့ညှော်မှန်းနေခဲ့တဲ့ ကျွန်တော်တို့ပါတီစုံဒီမိုကရေစီစနစ်ကိုသွားတဲ့စနစ်နဲ့သွားတဲ့နိုင်ငံပေါ်ဆောင်မှုလို့အတွက်ဒီရွေးကောက်ပွဲကြီးကိုကျွန်တော်လုံးမဖြစ်မှာဟုတ်။ဒါမှမဟုတ်ဒီရွေးကောက်ပွဲကြီးလုံးမယ်ဆိုလဲကျွန်တော်ရွေးကောက်ခံပုံပုံတွေလိုတယ်။ရွေးကောက်မဲပေးကြမယ်ရွေးကောက်ခံတဲ့ပုံကိုမဲပေးကြမယ်မဲပေးမယ်လုံသားပြည်တွေလိုတယ်။နောက်ရွေးကောက်ပွဲကိုကျွန်တော်လုံးဆောင်ပေးမယ်အဲအစိုးရလိုတယ်ပေါ့နော်။ ဟိုချုပ်သူဖွဲ့စည်းအစိုးရလိုမယ်နောက်ကဟိုပုလင်းမြင်သာစောင့်ကြကြည့်ရှုမယ်အဖွဲ့လိုမယ်ဒီလိုအင်ကန်ရက်တင်နဲ့ကျွန်တော်တို့လွတ်လပ်မြတ်တဲ့ရွေးကောက်ပွဲကြီးတရက်ကျွန်တော်တို့ပြုလုပ်ပြီးတော့ဒီပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတော်တရက်ထီထောင်မယ်လို့ကျွန်တော်တို့နိုင်ငံတော်ကဆုံးဖြတ်ပြီးခင်တဲ့ပြည်သူလူထုတွေကလောလဆန္ဒတွေပေါ်ပြပြီးခင်တဲ့ကျွန်တော်အနေနဲ့အဲဒီပွဲမှာတော့တရောင်းတနေရဗေနေရဖြစ်ပေါင်းဆောင်ရွက်မယ်ဆိုတဲ့ရွေကျက်ရိမ့်မှန်ချက်လေးနဲ့ ်အခုတော့ကိုစလဲလောင်းအဖြစ်ကျွန်တော်လမ်မရောရောင်တန်းဒေတာကြီးလွတ်တော်လမ်မရောမြို့နယ်ကနေပြီးတော့ပြည်ခိုင်ပြူပါတီကိုစားပြုအချို့ကြပေါ့နော်ကိုကိုစလဲအစ်စ်စနစ်နဲ့ကျွန်တော်ဝေရောက်ရှင်ပြန်တော့ဖြစ်ပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟိုဒီကဘယ်မှာကိုရလမ်မရောပြည်သူကပြည်သူတွေကနေပြီးတော့မဲပြီးပြီးတော့အဲရွေးချယ်လိုက်ပြီဆိုပါတော့ဟိုလွတ်တော်ရောက်သွားပြီဆိုရင်ရောလမ်မရောမြို့နယ်ပြည်သူတွေအတွက်ဟို ဘာလို့အဓိကထားပြီးဆောင်ရွက်ပေးဖို့စိတ်ကူးထားတာရှိလဲခင်ဗျ။အဲကျွန်တော်အဓိကကျွန်တော်ရဲ့လေကျွေးကြော်စံပေါ့နော်။ကျွေးကြော်စံကကျွန်တော်ကလမ်းမတော်အတန်လွတ်တော်ညံစေရမယ်ဆိုတဲ့ကျွေးကြော်စံလေးနဲ့ကျွန်တော်ဟောတော့နော်ကျွေးကောက်ပွဲဝင်တာပေါ့။ကြော်တင်ပြလို့ရတော့ပေါ့လေ။ကျွန်တော်အနေနဲ့ကဒါတကယ်၍သာလမ်းမတော်ပြည်သူလူထုကမြဆနှစ်ရှင်ရဲ့ကျွန်တော်ကိုလွတ်တော်ကိုယ်စားလှယ်တရားအနေနဲ့ရွေးကောက်ပေးတာဝန်ပေးလိုက်ပြီဆိုရင် ကျွန်တော်အဓိကအခိုင်အမာဆုံးနဲ့အတိအတိအကျပေါ့လေပြေးနိုင်တဲ့ကရိယာဒီကရိပါပဲလမ်းမတော်အတန်လွတ်တော်ညံစေရမယ်ဒီဟာပါပဲဘာဖြစ်လို့ဆိုလွတ်တော်တယောက်လွတ်တော်ကိုယ်စလဲတယောက်ရဲ့တာဝန်နေမှာကျွန်တော်တို့အလုံးသီးဖြစ်တဲ့အတိုင်းပဲလေကျွန်တော်တို့ကိုစားပြူရာတို့ကျွန်တော်တို့အပြန်လန်ထင်းကြောင်းနာတို့ကျွန်တော်တို့မိခုနေမိသားတို့အဆူရီတင်နာတို့ဥပရိကျန်နေရေးတာတို့ဒါတွေရှိတာ哦ဟုတ်ကဲ့ရှိတော့ ဒီလိုလမ်းမတော်အတွက်လိုအပ်ချက်တွေကျွန်တော်တို့မိသားမျက်နာတွေလမ်းမတော်မှာလုပ်ခဲ့တဲ့စီးပွားရေးလုပ်ငန်းတွေနေထိုင်နဲ့လုံသားပြည်သူတွေရဲ့နေထိုင်ရေးစီးပွားရေးဆရာကိစ္စရေးနဲ့ပတ်သက်တဲ့ဥပဒေချမ်းတွေတင်သွင်းတာတွေနောက်လမ်းမတော်လမ်းမတော်မြို့မှာလိုအပ်တဲ့ဒီပေါ့နော်လိုအပ်ချက်တွေအားလုံးကိုလွတ်တော်သည့်အောင်ကြဲကြဲလောင်းလောင်းကျွန်တော်တို့ဟိုတရားဝင်စီးမင်းစည်းကမ်းနဲ့ညီလွတ်တော်မှာတင်ပြဖို့ကိစ္စတွေနောက်ကအဆိုးဆွေးနွေးတာတွေနောက်က ကျွန်တော်တို့လွတ်တော်ကိုယ်စားတရားအနေနဲ့အဓိကတာဝန်တစ်ခုဖြစ်တဲ့ check in balancing ပေါ့နော်ကျွန်တော်တို့အစိုးရကိုပြန်လဲထိန်းချုပ်နေကိစ္စတွေဒီဟာတွေအလုံးကိုကျွန်တော်ကလမ်းမတော်လွတ်ဟိုတော့မဲဆန္ဒရှင်တွေရဲ့ကိုစားပေါ့နော်ကျွန်တော်တာဝန်ပေးခင်ကျော်လှုပ်ပေးဖို့လို့ဒါလေးကိုတော့ grip ပေးပါတယ်ဒါမှမဟုတ်ကျွန်တော်ကတကယ်လို့သာလမ်းမတော်မဲဆန္ဒရှင်တွေကကျွန်တော်တာဝန်ပေးခဲ့ရင်လမ်းမတော်အသံမြှုပ်လွတ်တော်မှာညံနေရမှာဆိုကျွန်တော်ကြူးကြော်တဲ့အတိုင်းပဲအဆောင်ကပြောတဲ့ အရေးရာကိစ္စတွေအားလုံးမှာလမ်းမလို့ရဲ့ကိုးစားဆောက်ရသွားမှာပါလမ်းမလို့ရဲ့ကိုးစားဆောက်ရတယ်လို့ပဲဒါကျွန်တော်ရန်ကုန်တိုင်းဒေသကြီးနောက်ဒီတဲ့ကြီးရင်တော့ပေါ့ဗျာဟိုတနိုင်ငံလုံးရဲ့ကိုးစားကျွန်တော်လွတ်တော်မှာကျွန်တော်အတန်နေညံနေရပါမယ်လမ်းမလို့အတန်လွတ်တော်မှာညံနေရပါမယ်လို့ကျွန်တော်အဓိကလမ်းမလို့နေလုံသားပြည်သူများကိုဂရုပေးလိုပါလေပြောလိုပါလေခင်ဗျာလုံပေးနိုင်တာကိုကျွန်တော်ဒါလေးပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဗျာနောက်ပြီးတော့ဟို ပြည်ခံပြိုးပါတီရောပြည်သူတွေအနေနဲ့အဲဘာကြောင့်နေပေးသင့်တယ်လို့ထင်တယ်ခင်ဗျဟာဒါတော့ဟိုမဲပေးတင်တာကတော့အသေးချပဲဗျာဘာကြောင့်လဲဆိုတာလည်းလေကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒီပေါ့လေနိုင်ငံတော်ကိုကျွန်တော်တို့ဥဆောင်မဲ့အရေးချင်းရှိတဲ့ပုံကိုယ်တွေအများဆုံးပါဝင်တဲ့အဖွဲ့အစည်းနဲ့ဒီပါတီအဖွဲ့အစည်းကို ထောက်ခံပံ့ပိုးမဲ့ထောက်ခံမဲ့ဒီပါတီအဖွဲ့အစည်းကိုကျွန်တော်တို့ဟိုအများအားထောက်ခံနေမဲ့ခိုင်မာအင်အားတောင်းတဲ့နဲ့အဖွဲ့အစည်းဆိုရလဲရှိပြီးသားဖြစ်တယ်ဗျာဒီအချက်နှစ်ချက်ကြောင့်ပြည်ခေါင်းပြူပါတီကိုလုံးဝမဲပစ်တယ်မှာလားခင်ဗျာဘာလို့ဆိုတော့တချို့ကြောင့်လဲဟိုဘောနော်အစိုးရသားဖွဲ့လိုက်နိုင်တယ်ထောက်ခံပြီးတော့ထောက်ခံပေးတဲ့ထောက်ခံပြီးတော့ပူပေါင်းဆောင်ရွက်ပြီးတော့အကျိုးညီညွတ်ညွတ်ဖော်ဆောင်ပေးဖို့အဖွဲ့အစည်းမရှိဘူးဆိုရင်လည်း ဒီအစိုးရကအစင်သိပ်မပြေပါဘူးခင်ဗျတကယ်လို့ထောက်ခံတဲ့ပြည်သူလူထုကပြည်သူလူထုနဲ့ဖွဲ့စည်းတဲ့ရှိသည့်တိုင်အောင် အစိုးရက အရေးချင်းမရှိဘူးဆိုရင်လည်းဒါအစင်မပြေပါဘူးဒါကြောင့်ပြည်ခိုင်ပြုပါတီမှာကလုံနိုင်ကြနိုင်တဲ့စွမ်းဆောင်နိုင်တဲ့ကျွန်တော်တို့ဟိုစွမ်းရည်တွေရှိတဲ့ပုံကိုယ်တွေလည်းရှိတယ်နောက်တစ်ချက်ကဒီပုံကိုယ်တွေကလည်းဒီကိုယ်ကိုယ်ရဲ့နောက်ပါအတိအကျတိတိကျကျခိုင်ခိုင်မာမာနဲ့ ရက်ကြည့်ပြီးတော့ကိုကြီးထံပို့ပြီးတော့ဆောင်းပေးမယ်အဖွဲ့အစည်းတွေကလည်းခိုင်မာမာရှိနေတာဖြစ်တဲ့အတွက်ပြည်ခိုင်မျိုးပါတီကိုမဲပေးကိုပေးတဲ့လေလို့ကျွန်တော်ဒီလိုပဲအဲမြို့ဝပြည်သူများကိုကျွန်တော်ယူဆလေးပါတင်ပြလာပါခင်ဗျအပေးကိုပေးတဲ့လေဆိုတော့မြို့ဝပြည်သူများရဲ့ဆန္ဒကိုကျွန်တော်အနေနဲ့ဟိုကြော်လွှတ်ရသဘောဟိုဖြစ်ဟိုပေါ့လေမတင်မင်းပြည်ရပြည်ဝဖြစ်ဆိုတဲ့အတွက်ကျွန်တော်ယူဆလေးပါပြည်ခိုင်မျိုးပါတီကိုသာလဲမဲပေးတဲ့လေလို့မြို့ဝပြည်သူများကိုကျွန်တော်တင်ပြလို့ဖြစ်ပါခင်ဗျဟုတ်ကဲ့ဒီချိန်မှာတော့ပြည်သူတို့အတွက် ဟိုရေးကြည့်တဲ့ပြည်ပြန်ပြောင်းလဲမှုတွေလောက်ရမယ်ဆိုရင်အရင်ဆုံးလုပ်ပေးခြင်းနဲ့အရာဆိုရင်ဘာများဖြစ်မလဲခင်ဗျာအငိမ့်ချင်းရေးပေါ့ဗျာဟောဟုတ်ငိမ့်ချင်းရေးတရားဥပဒေစိုးမိုးရေးနဲ့ကျွန်တော်တို့စီးပွားရေးတွေကောက်လုပ်ပေးရမှာပေါ့ဗျာဒါအဓိကပြည်သူလူထုရဲ့အဓိကလိုအပ်ချက်ကတော့နေစာတူကစာဝတ်နေရေးဒီဒါဖြည့်ဆည်းပေးရမှာကောက်မောင်ပေါ့နော်စီးပွားရေးတွေကောက်မောင်လုပ်ပေးရမှာပေါ့တရားတွေလုပ်ဖို့ကလည်းကျွန်တော်တို့ကအဲတင်ငင်ကြီးငင်းကြီးနဲ့တရားဥပဒေစိုးမိုးရေးလိုရာဖြစ်တဲ့အတွက် ြည်သူလူထုအတွက်လုံပေးခြင်းသုံးကတော့ပထမဆုံးတည်ငြိမ်အေးချမ်းအောင်တရားဥပဒေစိုးမအောင်တိုင်းပြည်ကိုကျွန်တော်တို့ပေါ်ဆောင်ပေးပြီးတော့ပြည်သူလူထုကဒီငြိမ်းချမ်းသာတဲ့ဘဝမှာအာကျွန်တော်တို့ပျော်ရွှင်ချမ်းသာစွာလုပ်ကိစ္စတော့နေထိုင်နိုင်တဲ့ဘဝမျိုးဖြစ်အောင်ပေါ်ဆောင်ပေးဖို့လို့ဒါတော့အဓိကလုပ်ပေးဖို့လိုတယ်လို့ကြော်ယူဆပါတယ်ဟုတ်ကဲ့ဟိုဘာခေါမလဲဦးကျော်ကျော်ဆိုတာဒီမောင်ရိုးအမိနဲ့လဲဟိုလေစပေးစုမြို့သားစပေးစု တိတ်မကြခင်လေရတယ်ပဲဒီလာထဲမှာရပါတယ်ပြီသိရတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျအဲ့တော့လေကျွန်တော်တို့ဒီမှာလက်ရှိဘောကျဟိုဝါသာကိုယ်ပါလို့လည်းပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအဲ့တော့ဒီလိုမျိုးစာပေတွေလည်းဟိုမှာဟိုလွတ်တော်ကိုယ်စားလေဖြစ်သွားပြီဆိုရင်ဒါမှမဟုတ်တော့ဟိုအစိုးရလည်းရောက်သွားပြီဆိုရင်ရောစာရောဆက်ပြီးတော့ဒီလိုကြိုးပြစာတွေဆက်ရေးဖို့အစီအစဉ်ရှိသေးလားခင်ဗျဟာရှိပါလားဗျရှိပါလေကျွန်တော်ဒီအမျိုးသားစာပေစုရတာကလည်းကျွန်တော်ရဲ့လောင်းရတန်တပ်ငဖဲမြေကျွန်တော်တို့ရောကျွန်တော်တို့ဒလိဆိုတဲ့အစာအုပ်လေးပါခင်ဗျ ဒီစာအုပ်ကိုကျွန်တော်ရေးတာလေကျွန်တော်တို့ delete နဲ့အရွေအကြောင်းပေါ့နော်ကျွန်တော်တို့မြမမှုလူဦးတိုက်ဝိုင်းမှာကတရုတ်တူးနဲ့တူမေတ္တာထားမှုတစ္ဆာထားမှုချစ်ခင်မှုကျေနာမှုစီးလုံးညီညွတ်မှုတာဝန်ယူမှုတာဝန်ခံမှုလူမှုလူမှုရေးစိတ်သက်ရှိမှုဒီသဘောတရားတွေအားလုံးကကျွန်တော်တို့ရဲ့အမျိုးသားစိတ်ဓာတ်ထဲမှာကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ပေါ့နော်ဒလိထုံးတဲ့နံမှာထဲတဲ့ဝင်စိတ်ဝင်ပြီးဖြစ်နေတာဖြစ်တယ်ဗျာ။ ဒါအတော့မလို့ကျွန်တော်တို့ကဒီကတပိုင်ပေါ့နော်တပိုင်ကကြတော့ခစ်ကာလာအယွေကြီးရှိတာကိုကျွန်တော်ခစ်ကာလာအယွေခစ်ကာလာအယွေကလည်းတိုးတက်ပြောင်းလဲနေတဲ့ခစ်မှာသသအရာရာမှာနော်ကျွန်တော်တို့တိုးတက်ပြောင်းလဲမှုတွေရှိလာပါတယ်ဒီတိုးတက်ပြောင်းလဲမှုတွေကိုလည်းကျွန်တော်တို့ကလက်ခံမှာဖြစ်ပါတယ်ညှင်းပယ်လို့မရပါဘူးအဲ့တော့ကျွန်တော်ပြောချင်တာကဒီစာအုပ်မှာအဓိကပြောတာတော့ပေါ့ဗျာဒလိနဲ့အယွေအကြောင်းပေါ့နော်အဲ့တော့ချစ်စရာဒလိတွေကိုကျွန်တော်တို့အမြဲတမ်းလက်ခံထားရမယ်လို့ပြောရင်လည်းကျွန်တော်တို့ ပြောင်းလဲတိုးတက်နေတဲ့ခစ်အွေကြီးကိုညင်ပေရာရောက်မှာစုပြီမဲ့တခါပြောင်းလဲတဲ့ခစ်အွေတွေကိုပဲလက်ခံပြီးကျင်သုံးနေမယ်ဆိုရင်ကျွန်တော်တို့ကတကယ်ကျွန်တော်တို့နော်ရိုးရဒလိရနေပြီးတော့ဆင်းသက်လာတဲ့ဒလိဇရိုက်တွေနော်ချစ်ကဘောရဒလိဇရိုက်တွေပျောက်သွားမှလဲစုရင်လာဖြစ်ပါတယ်ဒါမှမဟုတ်ဒလိကိုလည်းမညင်ပေနဲ့အွေကိုလည်းလက်ခံဒီကြားထဲမှာ ဒလိကိုလည်းလက်ခံအညင်းကျွန်တော်တို့အယူကိုလည်းလက်ခံပြီးတော့ဒီကြားထဲမှာမြမလူအဖွဲ့အစည်းကဘလို့ကျွန်တော်တို့စိန်ခေါ်မှုတွေကျွန်တော်တို့အခွင့်အလမ်းတွေကိုဘယ်ဟာတွေညှင်းပယ်ဘယ်ဟာတွေလက်ခံဆိုပြီးတော့ရွေးချယ်မှုတွေနဲ့အမှန်မှန်ကန်ရွေးချယ်ပြီးဘလို့ရက်တည်သွားမလဲဒလိနဲ့အွေကြမှာမှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်ပြီးတော့ညှင်းပယ်လက်ခံပြီးတော့မြမလူအဖွဲ့အစည်းကိုဘလို့ကျွန်တော်ကောင်းအောင်ဆက်သွားမလဲဆိုတော့သဘောတရားလေးပေါ်ဒီစောက်ကိုရေးတာဖြစ်ပါလိမ့်မယ်အဲ့တော့ ပြောချင်တာကဒီစာအုပ်ထဲမှာကျွန်တော်အမျိုးသားရေးနဲ့အမျိုးသားအကျိုးစီးပွားကိုကျွန်တော်ဥတည်ပြီးတော့ဒလစ်စရိုက်လေးနဲ့ပေါ်ထုတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်လွတ်တော်တဲ့ရောက်ခဲ့မယ်ဆိုရင်လေကျွန်တော်ဒီစာအုပ်သဘောတရားအတိုင်းပဲကျွန်တော်တို့အမျိုးဘာသာသာသနာဒလစ်စရိုက်တွေကိုလည်းမညံ့ပဲပဲနဲ့ခေတ်ကာလအရွေးကိုလည်းလက်ခံပြီးတော့ခေတ်ကာလအရွေးကလည်းကျွန်တော်ကလိုက်ပါမရမှာဟုတ်တုတ်တဲ့ထုံးကားလည်းဖွင့်ပြရင်တော့ခေတ်ကာလအရွေးလက်ခံမရမှာအဲ့တော့ဒလစ်ကိုလည်းမညံ့ပဲ ခေတ်ကာလအရွေးကိုလည်းကျွန်တော်လက်ခံပြီးတော့မြမလူအတိုက်ဝိုင်းကိုကျွန်တော်တို့အမျိုးသားကျုစုရောဘလို့ဖော်ဆောင်မလဲဆိုတဲ့ကိစ္စတွေကိုလွတ်တော်ရမှာလဲဆောင်ရွက်သလိုဆက်လက်ပြီးလဲဒီလိုသဘောတရားတွေကိုရေးသားပြီးတော့ကျွန်တော်စာပေးလက်ဆက်လက်ရေးတော့ပါမယ်လွတ်တော်ရမှာလဲဆက်လက်ဆောင်တော့ပါမယ်လို့ကျွန်တော်အနေနဲ့တင်ပြလိုပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာခုလောလောဆယ်မှာဒါဒီစဲဆိုးအောင်နေပြီးတော့ဒီကောက်ဘေးကြီးအောင်မြအောင်မဖြစ်မလေသူကဆောင်ရွက်တော့မှာပေါ့နော်ဒီဇင်ဘာလမှာအဲ့တော့ဒါပေမဲ့ အစိုးရကြီးပဲဆောင်ရွက်ပြလို့မရဘူးလားပြည်သူတွေလည်းမဲပေးဖို့လိုတာပေါ့အဲ့တော့ပြည်သူတွေလည်းမဖြစ်မလို့မဲဘာကြောင့်မဲပေးစင်တာလဲဆိုတာလည်းပြည်သူတွေလည်းတည်ပေါ်အောင်ရှင်းပြပေးပါဦးမယ်မဲပေးသင့်ပါလေခင်ဗျပြည်သူတွေကိုကျွန်တော်အကြံပြုတာပါခင်ဗျပြည်သူတွေကိုမဲပေးသင့်ပါလေဘာဖြစ်လို့မဲပေးသင့်လဲဆိုတော့ကျွန်တော်တို့ဒီပြည်သူတွေအားလုံးမျှော်မှန်းတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးမယ်ဆိုရင်ဒီရွေးကောက်ပွဲက မဖြစ်မနေဖြတ်သန်းရမှာဖြစ်ပါတယ်ရွေးကောက်ပွဲနီးလန်းကတွဲလို့ဘယ်နီးလန်းနဲ့မှာပါတီစုံဒီမိုကရေစီကိုကျွန်တော်တို့ရှောက်လန်းလို့မရပါဘူးလက်နက်ကိုင်နီးလန်းတယ်လည်းမရပါဘူးဆန္ဒပြအကြမ်းဖက်တဲ့နီးနယ်လည်းမရပါဘူးရွေးကောက်ပွဲနီးလန်းနဲ့ဒါကျွန်တော်တို့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီရွေးကောက်ပွဲကြီးကိုကျွန်တော်တာဝန်ရှိတဲ့ဇိုရနေရာလဲကျင်းပပေးတယ်နောက်တစ်ခါကျွန်တော်တာဝန်ရှိတဲ့ဤသူတွေကလည်းပြေကိုပြေမှာဖြစ်ပါတယ်ကျွန်တော်နိုင်ငံသားဆိုတာကနိုင်ငံအကျိုးစုဘောက်ကိုလိုလားတဲ့အမှန်တကယ် စိတ်စင်စားကောင်းတဲ့နိုင်ငံအကျိုးစုဘောကိုလိုလားတဲ့နိုင်ငံသားတယောက်ဆိုတာကနိုင်ငံသားတာဝန်ရှိပါတယ်ခင်ဗျနိုင်ငံသားတာဝန်ကဘာလဲဆိုတော့ကျွန်တော်တို့ကဒီကိုယ်နိုင်ငံဟိုကျွန်တော်တို့ရွေးပြုလုပ်တဲ့ရွေးကောက်ပွဲမှာမဲပီးရမယ်တာဝန်ဖြစ်ပါတယ်ခင်ဗျအခွင့်အရေးဆိုရလဲဒါပါပဲခင်ဗျကိုယ်နိုင်ငံနိုင်ငံသားအခွင့်အရေးကလည်းဒါပါပဲအဲ့တော့ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့နိုင်ငံသားအခွင့်အရေးကမဲပီးပိုင်ခွင့်ဖြစ်တယ်လို့ နိုင်ငံသားတယောက်ရဲ့တာဝန်ကလည်းမဲပေးဖို့ဖြစ်ပါလားကျွန်တော်တာဝန်ဆိုတချို့နိုင်ငံတွေဆိုကျွန်တော်တို့ဟိုဟိုဥပမာမှန်လည်းမှာပေါ့နော်စင်ကာပူလိုနိုင်ငံဆိုမဲပေးခွင့်ကိုဥပဒေပြဋ္ဌာန်းပြီးတော့မှမဲမပေးပြအောင်ဒီလုတ်တဲ့သဘောမျိုးလေးလဲဒါတော့ကျွန်တော်တခုမှလေ့လာမိလိုက်ပါဒါလေးကတော့နည်းနည်းပေါ့နော်ဟိုကျွန်တော်ဟိုလေ့လာမိတာလေးပြောပြတာပေါ့အဲ့တော့ကျွန်တော်တို့နိုင်ငံအနေနဲ့ကနိုင်ငံသားတယောက်ရဲ့တာဝန်လက်ရှိသလို့ ကျွန်တော်တို့အခွင့်အရေးကိုလည်းရထားတာဖြစ်တဲ့အတွက်ဒီအခွင့်အရေးအသုံးချပြီးတော့ဒီတာဝန်ထမ်းဆောင်မှသာလဲကျွန်တော်တို့မျှော်မှန်းတဲ့ကျွန်တော်တို့ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ဒီမိုကရေစီနိုင်ငံเนาะကျွန်တော်တို့ဒီမိုကရေစီနိုင်ငံအခုတော့လဲကျွန်တော်တို့ဟိုကျွန်တော်ဒီမိုကရေစီကိုဟိုကျွန်တော်တို့အခြေခံတဲ့ဖက်ဒရယ်ပေါ့နော်ဒီကိုသွားကြရင်တော့ဒီရွေးကောက်ပွဲမှာမဖြစ်မနေမဲ့ပြစ်တင်มาတယ်လို့ကျွန်တော်အနေနဲ့ တင်ပြလိုပါလေခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့နိုင်ငံလေးခုဆိုရင်ဘာပဲပြောပြောစီးဖီအားတွေအဲစီးပွားရေးဖီအားတွေနိုင်ငံရေးဖီအားတွေညီမျိုးစုံပေါ့နော်ဟိုပြဿနာပေါင်းစုံနဲ့ကိုချင်းချင်းလဲတိုင်းရင်းသားချင်းချင်းနဲ့မညီမျိုးဖြစ်နေတဲ့အချိန်တွေတည်းရမှာဟိုအမျိုးသားရေးအင်အားစုတွေအကြံပြုလာတဲ့တခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့တွတ်တော်ကိုယ်စားလှယ်ရဲ့အရေးချင်းပေါ့အဲ့ဒါတော့အချိန်ဥပဒေမှာပုံမှန်120ခါဝေးပေါ့နော်အဲ့ဒီမှာဘာပါလဲဆိုတော့မူလဟိုရေးဆွဲထားတာကတော့ဒါကတော့ ချိန်လေးရောက်တော့နောက်ရှိကရည်ရတဲ့အားကြောင့်လည်းနိုင်ငံသားမိမမပါမွေးဖွားလာပြီဆိုရင်ကတတော်ကိုယ်စီဖြစ်ခွင့်ရှိတယ်ပေါ့ဒါပေမဲ့အခုတိုင်းပြည်ရဲ့ချိန်လေးတိုင်းပြည်ရဲ့မြေကြီးလောင်တဲ့ကဘာပေါ်မှာလဲဒီပြဿနာကြီးကျော်တော်တက်နေတယ်နော်အဲ့တော့တက်နေတဲ့အခါကျတော့ကျွန်တော်လောလောလတ်လတ်မှာခဏယာယီတော့ဒီဥပဒေလေးကိုပြင်သစ်တယ်လို့ပြောကြပါတယ်အဲ့ဘာလဲဆိုတော့အစားထိုးသင့်တယ်ပေါ့တိုင်းရင်းသားမိမနှစ်ပါးမွေးဖွားလာတော့ဆိုတဲ့ကိုကိုယ်စီလေးလောင်ရည်ချင်းလေးကိုပြင်သစ်တယ်လို့အကြံပြုထားကြတယ်ခင်ဗျာအဲ့ပုံမှာလဲရှင်းလေးပြပါဦးဟဲ့ဒါတော့ကျွန်တော်ကကျွန်တော် တယောက်တည်းအယူဆနေလဲတော့ဒါလုံးဝလုံးဝကိုပြင်ဆင်တဲ့ဥပဒေတစ်ခုလို့ကျွန်တော်ကမြင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအဲခြေကဥပဒေ2008မှာပါတဲ့ကျွန်တော်တို့ပုံမှန်120ဟုတ်လားပုံမှန်120အဲမှာပါတဲ့ကျွန်တော်တို့မဲပိုလို့ရွေးချယ်နိုင်ဝင်ရှိတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကအာနိုင်ငံသားမိဘနှစ်ပါးက အာမူဖွားတဲ့နိုင်ငံသားဖြစ်ရမယ်ဆိုတာခါခွေးတင်အဲ့မှာနော်ကာကြီးကတော့ဒီ25နှစ်ပြည့်ပေါ့နော်ခါခွေးကတော့ဟုတ်ကဲ့ဟိုတူအဲချက်ပေါ့နော်ဟိုကဟိုကငယ်ရတော့ကျွန်တော်တို့ရင်းပေါ့ဗျာဘယ်လိုခေါ်မလဲကျွန်တော်တို့7နှစ်ပေါ့နော်7နှစ်တောက်လျှောက်တောက်လျှောက်7နှစ်နေရမယ်ပေါ့နော်ချွန်ကျက်လေးရတော့ဗာအစိုးရကိစ္စနဲ့တော့ရပါမယ်ထားပါတော့အတိကျတော့မှတ်ပြီပေါ့အဲ့တော့120အဲ့ဒါဗျာ120ခါခွေးရနော်အဲ့တော့နိုင်နိုင်ငံသားမိဘနှစ်ပါးကမွေးတဲ့ ပုဂ္ဂိုလ်မှနိုင်ငံသားမှဖြစ်မယ်ဆိုဒီလိုဆိုတာပေါ့နော်အကြံမျိုးဝါဒီအတိကြတော့ခြေဥဆိုတော့ကျွန်တော်လဲအတိကြမရတော့ဟိုလွဲပေါ့တွဲတော့မလွဲပေါ့အဲ့ဒါကဒါပါပဲဒီပဲဆက်ကအဲ့တော့အဲ့ဒါကျွန်တော်ပြောချင်တာကျွန်တော်အနေနဲ့ဘာဖြစ်လို့အပြစ်အဝပြင်းထန်တယ်လဲလို့ကျွန်တော်မြင်တာကတော့ဒါကအမျိုးသားအကျိုးစီးပွားဖြစ်တယ်အထူးသဖြင့်ကျွန်တော်တို့လိုဘောနော်နိုင်ငံငယ်လေးတွေနော်နိုင်ငံငယ်လေးတွေအနေနဲ့ပို့ပြီးတော့ အမျိုးဘာသာတာသနာနဲ့အချို့အချာအာနာတိရခိုင်မြဲဖို့လို့အတွက်ဒီဥစ္စာပြင်ကိုပြင်းသင့်တယ်လို့ကျွန်တော်ကပုံကိုမြင်တယ်ပုံကိုကျွန်တော်ပုံကိုမြင်တယ်ဘာဖြစ်လို့လဲဆိုတော့တချင်းကတော့ပြောဖို့ပြောမယ်ဗျဒါနိုင်ငံသားဖြစ်ရင်နိုင်ငံသားအတူတူဖြစ်ရင်နိုင်ငံသားအခွင့်အရေးအတူတူဖြစ်ရင်ဘာညာစီလို့ပြောပြောဖို့ပြောမယ်ဗျတချင်းကတော့လေလူပြောပြီမဲ့ဒီဟာမှန်သလားမှားသလားဆိုတော့အခုလက်ရှိကျွန်တော်ဖြစ်နေတဲ့ အဖြစ်ပြက်တဲ့ကြည့်ပေါ်ပြီလေပေါ်ပြီဟုတ်လားမလားအခုနိုင်ငံကြီးတနိုင်ငံမှာကျွန်တော်နာမည်တော့မပြောပါဘူးနိုင်ငံကြီးတနိုင်ငံအပါဝင်ကောနိုင်ငံအနောက်နိုင်ငံတွေပေါ်ပြအထူးပြက်တော်တော်များများမှာကနိုင်ငံသားဖြစ်ပင်ပညာတော်လေတိုင်းရင်းသားမှုတ်တဲ့လူတွေကနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နိုင်ငံရဲ့စီမံပန်ခွဲပိုင်ခွင့်မှာသူတို့အခွင့်အရေးတွေရရှိသွားတဲ့အချိန်မှာပုံလင်းလင်းမြန်မာလူရိုက်ရင်လည်းခွင့်လာပြောမယ်ဆိုရင်တော့ အင်ဂျင်ကိုအဲ့ကနေနေဆိုတဲ့သဘောမျိုးအလောက်အထိဒီလိုအန္တရာယ်တွေတိတွင်နေပြကျွန်တော်ဘယ်နိုင်ငံတွေဘယ်နိုင်ငံတွေမှာဘသူတွေကျွန်တော်မပြောလို့ပါဘူးဒါနော်မပြောလို့ပါဘူးဒါတနိုင်ငံနိုင်ငံနဲ့လည်းမဟုတ်ပါဘူးကမ္ဘာမှာဖြစ်နေတာကမ္ဘာမှာဖြစ်နေတာတကယ်ဒီမိုကရေစီဘိုးတွေတကယ်အင်အားကြီးတယ်ဆိုတာနိုင်ငံကြီးတွေမှာဖြစ်နေတာပါဒါအင်ရှင်ကအဲ့နေမဲ့အဖြစ်မျိုးဖြစ်နေပါလေအဲနိုင်ငံသားတော့နိုင်ငံသားသူ့အတွင်းနေသူ့ရဲ့ဒေသခံတိုင်းရင်းသားနိုင်ငံသားတွေမဟုတ်ဖက်နဲ့တခြားတနည်းအနေနဲ့ ွှေပြောင်းလာတာဒုမှုမှုလည်းတိုင်းသားမဟုတ်တဲ့လူတွေကနေပြီးတော့နိုင်ငံသားအဖြစ်ရောက်ရှိပြီးတော့နိုင်ငံသားအခွင့်အရေးအရာရွေးချယ်ခံပြီးတော့သူတို့ဒီလိုနိုင်ငံစီမံခန့်ခွဲမှုအနာတွေမှာရောက်သွားတဲ့အချိန်မှာဒီဟာမှာဒေသခံတွေအနေနဲ့တော်တော်လေးကိုကျွန်တော်တို့ဟိုပေါ့နော်အဆင်မပြေပါဘူးခင်ဗျာဒီလောက်ပဲကောင်းပါလေအဆင်မပြေဘူးဆိုတာပဲကောင်းပါလေအဲ့တော့ဒီနေ့ဒီချိန်မှာအဲ့ဒီလိုအဖြစ်တရကဘာမှာတက်တည်ပြလာပြီဖြစ်တဲ့အတွက်ရခင်ကနိုင်ငံသားအခွင့်အရေးချင်း အတူတူရွေးရှယ်ကံကွက်ရှိတယ်ဆိုတော့အယူအဆမှားပြီဆိုတာဒီမှာလာတတ်တယ်ပြာဒါကြောင့်မလို့ကျွန်တော်ကတော့ဒီ120ခါခွေးကိုကျွန်တော်လွတ်တော်ကိုယ်စလဲတရအောင်နေနဲ့ပြင်မယ်လို့ကျွန်တော်ပြောလိုပါတယ်တို့ကတွင်ကျွန်တော်တို့2008ဖွဲ့စည်းပုံအခြေခံဥပဒေရလဲကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲเนาะဟောပြောလို့ပေါ့သူကလည်းအချိန်ချင်းဆွေးနွေးညှိနှိုင်းပြီးမှเนาะပြတ်ပေါ်လာတဲ့ဥပဒေပြပြီးတော့သူကလည်းအတိအကျ ူ့ရဲ့ပုံမှန်တော့လေးရအခန်းစနစ်433 45ပေါ့နော်433 434မှာအဲ့ဒီမှာပြတ်ထန်းထားတာကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နည်းဆိုတာရှိတယ်ဗျဟုတ်ကဲ့အဲ့ဒီမှာပြင်ဆင်ဥမာဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ်ဆိုရင်အဆိုကိုဥပဒေချမ်းဖြစ်ရေးပြီးမှပြည်ထောင်စုလွှတ်တော်မှာပဲတင်ရမယ်စသဖြင့်ပေါ့နော်နောက်တစ်ခါကျဒီအဆိုကိုပြင်ရင် တရားပိုက်ဘလော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 က်ကိုပြင်ကျင်းတော့ဘယ်နေရာခိုင်တော့ထောက်ခံမယ်ဘလောက်ဘလောက်ဘလောက်ကိုပြင်ကျင်းတော့ဘယ်နေရာခိုင်တော့ထောက်ခံမယ်ဆိုကန့်တတ်ချက်လေးပြောတင်တာအခြေခံဥပဒေပြင်ဆင်တဲ့ဤရန်ကအခြေခံဥပဒေစာအုပ်ထဲမှာပါပိသဖြစ်တယ်အခန်းဆက်နေမှာပြီးခဲ့တဲ့ကာလတော်မှာတော်တော်ကျွန်တော်တော်ဆုနှစ်ဖြစ်ပါတယ်ကျွန်တော်လွတ်တော်မှာဒီကိစ္စမှာကျွန်တော်လွတ်တော်မှာဟိုတက်ရောက်တော့လေဒီကတော်ဆုနှစ်ဖြစ်တယ်အဲ့တော့အခြေခံဥပဒေတစ်ခုပြင်မှုဆိုရင်တော့အခြေခံဥပဒေကို ပြင်းတဲ့နီးနဲ့ပဲပြင်ရမယ်ဗျအဲ့တော့အဲ့ဒီအခြေခံဥတွေဘောင်းအတွင်းကကျွန်တော်ပြင်ဖို့တော့လိုပါတယ်အဲ့တော့ချုပ်ပြောမယ်ဆိုရင်တော့ဟိုရွှေသန်းစင်းကြီးရဲ့အမေကိုချုပ်ပြောမယ်ဆိုရင်တော့ချုပ်ပြောမယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒါပြင်မှာကိုယ်တည်းတရားအောင်နေနဲ့ပြင်မယ်ဆိုပေမဲ့လုံထုံးလုံးနီးလွတ်တော်ဟိုဒီပေါ်လေအချိန်ကဥရိယပြတ်ထန်းသတဲ့အဲနီးစနစ်တိုင်းတော့ပြန်ရမှာပေါ့နော်ဒီလိုပြင်တာဖြစ်ဖို့ကတော့ကျွန်တော်လိုကျွန်တော်လိုကျွန်တော်လို ပြည်ခိုင်ဖြူကမြို့ချစ်စိတ်တရှိတဲ့အမျိုးသားရေးသမားအားလုံးများများကိုပြည်သူလူထုလမ်းမလို့ပိုင်းပြည်သူလူထုကလွတ်တော်ရောက်အောင်မဲပေးပြီးတော့ထဲ့ပေးဖို့လို့ကျွန်တော်ကဒါလေးပြောချင်ပါတယ်လူပဲပါတယ်ဟုတ်ကဲ့ခင်ဗျအဲ့တော့တော်တော်လေးပြည့်စုံပါပဲဟိုပြည်သူတွေကိုမြန်မာ nation voice ပြည်သက်တွေရောလမ်းမလို့ပြည်သူလူထုရောတနိုင်ငံလုံးကပြည်သူတွေရောမမတ်ပြည့်စုံပြီးပြောချင်သေးတယ်ခင်ဗျအဲပြည့်စုံပြီးပြောချင်တာတော့ကျွန်တော်ပါတီအကြောင်းလေးပေါ့နော်နည်းနည်းပြောချင်တာပေါ့ပါတီအကြောင်းလေးနည်းနည်းပြောချင်တာဆိုတော့ ကျွန်တော်တို့ပါတီကပါတီထောင်ပြီးနိုင်ငံရေးလုပ်တာမဟုတ်ပါဘူးကျွန်တော်တို့ပါတီဒီအမျိုးသားနိုင်ငံရေးကိုတစိတ်မမတ်လွတ်လပ်ရေးနဲ့အတူကျွန်တော်တို့တောက်လျှောက်တစိတ်မမတ်ဆောင်ရွက်ခဲ့တဲ့ညှို့ချက်အမျိုးသားအသူကြီးကကာကွယ်တဲ့အဖွဲ့အစည်းအရနေပြီးတော့ အချိန်နေအချိန်ခအရပြည်သူလူထုတောင်းဆိုမှုအရနိုင်ငံရေးလုပ်ဖို့လို့ပါတီပြောင်းလိုက်တဲ့ပါတီပဲဖြစ်ပါတယ်ဒါလေးကျွန်တော်ပြောချင်ပါတယ်ပါတီထောင်ပြီးနိုင်ငံရေးလုပ်တော့မဟုတ်ဘဲနဲ့အမျိုးသားနိုင်ငံရေးကိုလုပ်ရင်းတဲ့နိုင်ငံရေးစနစ်အကြောင်းအချိန်အပြောင်းမှာလိုအပ်လို့ပါတီထထောင်လိုက်တာဒီလိုပဲကျွန်တော်ပြောချင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်ထောင်စုတန်းခိုင်းတဲ့ဖွံ့ဖြိုးရေးပါတီဟာ အမျိုးသားအကျိုးစီးပွားကိုထောက်စင်းဥထိပ်ထားပြီးတော့ကျွန်တော်တို့သမိုင်းစင်ဆက်တလျှောက်ဆောင်ရွက်ခဲ့တယ်ရခိုင်လည်းဆောင်ရွက်ခဲ့တယ်ကျွန်တော်တို့ဟိုရင်းပေါ်ပြနော်ဟိုကျွန်တော်လည်းဟီတော့ပရိသဘာသာပြန်ဟလာစောက်လို့ယခုမှဤသို့မဟုတ်ရခိုင်လည်းဤကဲ့သို့ဖြစ်ခဲ့ဘူးလေသည်ဟုပြောဆိုလျက်မြေခွေးသည်ကြီးမြတ်အောက်ပါခထာရုပ်ထူပြလေသည် ဆိုသလိုပဲ ကျွန်တော်တို့ပြည်တော်စုတန့်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီဟာယခုမှနိုင်ငံရေးထောက်လို့တော့မဟုတ်ဘဲနဲ့လွတ်လပ်ရေးနဲ့အတူပေါက်ဖွားလာတဲ့အမျိုးသားနိုင်ငံကိုထမ်းဆောင်လာခဲ့တဲ့တပ်မတော်အဖွဲ့အစည်းကြီးကနေပြီးတော့သရေတီအဖွဲ့အစည်းအဖွဲ့အစည်းကနေပြီးတော့ခေတ်ကာလအခြေအနေဒီမိုကရေစီအရွေ့မှာပါတီအရအနေနဲ့ထောင်းမှာမလို့ပါတီထောင်းတဲ့နိုင်ငံဖြစ်ပါတယ် ပါတီထောင်ပြီးတော့နိုင်ငံရေးလုပ်တာမဟုတ်ဘဲနဲ့နိုင်ငံရေးလုပ်ရင်းနဲ့မှာလိုအပ်ချက်ကြပါတီအဖြစ်ပြောင်းလဲပြီးတော့အမျိုးသားကျိုးစုဖို့ဖော်ဆောင်တဲ့တောက်ပါတီဖြစ်လို့ကျွန်တော်တို့ပြည်တော်စုတန်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကိုမဲပေးကြပါနောက်တစ်ခုကပြည်တော်စုတန်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီသားလျင်တောင်းမပြောတဲ့အချက်နှစ်ချက်နဲ့ဖြစ်တဲ့ကျွန်တော်လုံနိုင်ကိုင်းများအတွေ့အကြုံရှိတဲ့ပုံစံတွေများပြီးတော့ဒီပါတီကြီးကိုလည်းတွဲဆောင်ရွက်မဲ့အမာခံ နော်အင်အားစုတွေအဖွဲ့တွေကလည်းအသင့်ရှင်နေတာဖြစ်တဲ့အတွက်ပြည်တော်စုတန်ခိုင်းနဲ့ဖွံ့ဖြိုးရေးပါတီကိုမဲပေးကြပါလို့ကျွန်တော်အနေနဲ့ဖြည့်ဆွတ်ပြီးတင်ပြလိုပါတယ်ဟုတ်ကဲ့ဗျာမြန်မာနေရှင်ဘွိုက်စ်ကိုအခုလိုဖြည့်ချပြီးတာကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့မြန်မာနေရှင်ဘွိုက်စ်ရဲ့နိုင်ငံရေးမဲပေးကြစုအစီအစဉ်လေးခဏလာပြစီမှုဗျာမြန်မာနေရှင်ဘွိုက်စ်